ားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါအခုကျွန်တော်ပြပေးမှာဒီ question စနစ်ကလေးတစ်ခုနဲ့ကျွန်တော်ပြပေးမှာနော်ဒီ2010မှာကျွန်တော်ပြီးခဲ့ပါက different ကိုတင်ပေးဘူးပဲနော်ပြီးခဲ့ပါ different က633ကို ထုတ်လိုက်တာနော်ကျွန်တော်မှန်စာယူဆချက်လွဲတယ်နော်အဲ့ဒီ frame ရမယ်အခုပွဲမှာကျွန်တော် question ခဏလေးတစ်ခုကိုထုတ်ပြပေးမယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်2010မှာ ့2000တင်မှာ8နှစ်တင်မှာမပေးဘူးเนาะဒီနောက်3ကပ်ပဲပေးတာတချို့ကနားမလည်ဘူး8နှစ်တင်မှာရော8နှစ်တရားရောဆိုတော့เนาะနားလည်အောင်ပြောပြထားတာ3ကပ်စီပဲဖန်ကစားတာเนาะဒီ2000တခုနှစ်မှာเนาะလေးထိပ်စီက2ချိန်ပဲကြာတယ်เนาะပြီးခဲ့တဲ့ပတ်ကကျွန်တော်ပြောခဲ့ဦးတယ်ဒီကောင်လေးထိပ်စီဒီမှာ2ချိန်ကြာတယ်နောက်လေးထိပ်စီကဒီမှာ2ချိန်ကြာတယ်2ချိန်ကြာတယ်နောက်အမှမရှိတော့ဟုတ်ပြီအဲ့လေးထိပ်စီ2ချိန်ပဲကြာတဲ့အတွေ့တဲ့နောက်နှစ်မှာ तू ကเนาะလေးဒီနှစ်ချိန်ပဲကြာတယ်ကြာပြီတော့ ਨੇ तू ကနောက်နှစ်လေးချိန်မြောက်မှာ ရိတ်လေးကိုပုံသေးကစားတာပရိသတ်လေးကိုနော်ပုံသေးကစားတယ်အဲ့အောင်မှာဝါပေါင်းချင်း၃ရိုက်တယ်နော်ဒါပထမကတ်ဒုတိယကတ်က2011ခုနှစ်နော်2011ခုနှစ်မှာ2011ခုနှစ်မှာလည်းဇလေးထိပ်စီကတစ်ချိန်ကစားတယ်နောက်တစ်ချိန်ကဟိုနှစ်ပိတ်မှာနောက်တစ်ချိန်ကစားတယ်နှစ်ချိန်နော်အဲ့နှစ်ချိန်မှာလေးထိပ်စီလေးထိပ်စီနှစ်ချိန်ကစားလိုက်တာ ਨੇ တဲ့လေးထိပ်စီနှစ်ချိန်ကစားလိုက်တာ ਨੇ နောက်နှစ်လေးချိန် သူကနော်နောက်နေ့၄ချိန်မြောက်မှာတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်မြောက်မှာသူကဘရိတ်ဆက်လေးကိုပုံသေးကစားတယ်ဘရိတ်ဆက်လေးပုံသေးကစားပြီးပထမကတ်မှာကွာပေါင်းခြင်း၃ကုဒုတိယကတ်မှာကွာပေါင်းခြင်း၄เนาะဒါဒုတိယကတ်တတိယကတ်ကဒီမှာလာတယ်เนาะ2021မှာလည်းပဲဒီတိုင်းပဲသူကနော်2021မှာလည်း၄ချိန်ကြီးကပထမတစ်ချိန်လာတယ်အဲ့ဒီချိန်မှာ၄ချိန်ကြီးက2ချိန်ပဲထွက်တယ်เนาะဒီမှာဒီချိန်ထွက်တယ်2ချိန်၄ချိန်ကြီးမရှိတော့ဘူးเนาะအဲ့တော့အဲ့၄ချိန်ကြီး2ချိန်ထွက်တဲ့အတွက်တဲ့သူကနောက်နှစ်မှာတဲ့เนาะနောက်နှစ်မှာသူက၄ချိန်မြောက်မှာ ဘရိတ်လေးကိုပုံသေးကစားခဲ့တာနော်နောက်နေ့၄ချိန်မြောက်မှာဘရိတ်လေးကိုပုံသေးကစားခဲ့တယ်နော်အဲ့တော့ပြောချင်တာအဲ့ဘရိတ်လေးရဲ့အောက်မှာကွာပေါင်းခြင်းငါပထမကွာပေါင်းခြင်းသုံးဒုတိယကမှာကွာပေါင်းခြင်းလေးခုတတိယကမှာကွာပေါင်းခြင်းငါဒီ၄ထိပ်နဲ့ဒီ၄ဘရိတ်လေးကစားတဲ့ frame ရနေပြီအဲ့၄နဲ့ပတ်သက်ပြီးတော့ပဲခုပွဲမှာကဏ္ဍတစ်ခွက်ကိုအခုအရှင်နဲ့ကစားပြမှာဖြစ်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကြည့်ရအောင်နော်အဲ့တော့အဲ့လေးထိပ်ကလေးဘရိတ်လေးရအောင်မှာတော့ကွာပေါင်းခြင်း၃အဲ့ကွာပေါင်းခြင်း၃ဒီတဲ့သူ့ရဲ့နောက်တစ်နှစ်ကျော်မှာ တစ်နှစ်ကျော်လိုက်တာနဲ့ဗရိတ်၃ပထမတစ်ကြိမ်ရိုက်တယ်ဒုတိယကြိမ်ဗရိတ်၃လို့ရိုက်လိုက်တာနဲ့ဗရိတ်၃နှစ်ကြိမ်ရိုက်ပြီးတာနဲ့ဒုတိယကြိမ်ဗရိတ်၃ရိုက်ပြီးတာနဲ့သူ့အမှာ၃နောက်ပိတ်ပုံသေးပိတ်တယ်အဲ့ဒီ၃နောက်ပိတ်ကနေပြီးတော့၃ထိပ်စီလို့တက်တယ်၃နောက်ပိတ်က၃ထိပ်စီတက်ပြီးတော့သူကဗရိတ်၂ပုံသေးကစားခဲ့တယ်ဗရိတ်၁၂ကိုပုံသေးကစားတယ်သူ့အမှာရှင်းပေါင်း၁၀ခန့်နော်သူကမရှင်းပေါင်း၁၀ကြာဒီကောင်လိုက်လာလို့ကျွန်တော်အခုပွဲကိုကစားမှာနော်ဆက်ပြီးတော့ဘရိတ်လေးရဲ့အောက်ကကောင်းကောင်းမြင်တော့အဲ့ကောင်းကောင်းမြင်တော့ဒီသူ့ရဲ့နောက်တစ်နှစ်ကျော်မှာ ပရိသုံးပထမတစ်ချိန်ကစားတယ်ဒုတိယချိန်ပရိသုံးလို့ကစားပြီးတာနဲ့သူ့အောင်မှာ၃နောက်ပိတ်ကပုံသေးပိတ်တယ်အဲ၃နောက်ပိတ်ကပုံသေးပိတ်ပြီးတာနဲ့၃နောက်ပိတ်ဒီ၃ထိပ်စီတက်ပြီးတာနဲ့ပရိသတ်နှစ်ကိုပုံသေးကစားတာနော်ပရိသတ်နှစ်ကိုပုံသေးကစားတယ်သူ့အောင်မှာရှေးပေါင်းညင်း၁၀ကစားတယ်တပ်ပထမကဒုတိယကမှလည်းသူကဒီတိုင်းပဲနော်ဒီပရိလေးအောင်မှာကွာပေါင်းညင်း၄ရိုက်တယ်အဲ့ကွာပေါင်းညင်း၄တည်တယ်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာပရိလေးတည်ပထမတစ်ချိန်စကစားပြီးဒုတိယချိန်ပရိလေးလို့ သူကကစားလိုက်တာနဲ့တဲ့နော်ဒုတိယချင်းဘရိတ်လေးလိုကစားလိုက်တာနဲ့သူ့အောင်မှာသုံးနောက်ကိုပုံတွေပိတ်တယ်အဲဒီသုံးနောက်ပိတ်ပြီးသုံးထိပ်စီတက်ပြီးတော့ဘရိတ်စနစ်ကိုပုံတွေကစားတာနော်ဘရိတ်စနစ်ကိုပုံတွေကစားပြီးတော့သူ့အောင်မှာပထမကမှာရှေးပေါင်း၁၀အခုဒုတိယကမှာရှေးပေါင်း၉လို့သူကကစားခဲ့တယ်နော်ရှေးပေါင်း၉လို့ကစားခဲ့တယ်ပြီးတော့မှသူ့အောက်ကဒီကနန်းကိုကျွန်တော်တို့ဖမ်းမယ်နော်ဒီကနန်းကိုဖမ်းမှာနော်ပြီးတော့မှသူ့အောက်ကဒီကနန်းကိုဖမ်းကစားမယ်နော် တက်ကွန်လည်းကူသူကဒီတိုင်းပဲဘရိတ်လေးဘရိတ်လေးအောင်မှာကွာပေါင်းကြီးပထမကတ်မှာ3ဒုတိယကတ်မှာကွာပေါင်းကြီး4ခုတတိယကတ်မှာကွာပေါင်းကြီး5ဖြစ်သွားပြီเนาะအဲ့ကွာပေါင်းကြီး5ကြောင်းနဲ့သူကနောက်တစ်နှစ်ကျော်မှာသူကဘရိတ်5ဒီပထမတစ်ချိန်ဒီမှာစကစားတယ်ဒုတိယအချိန်ဘရိတ်5ဒီမှာကစားပြီဒုတိယအချိန်ဘရိတ်5လို့ကစားပြီတာ ਨੇ တဲ့အဲ့အောင်မှာ3နောက်ဘိတ်ကိုပုံသေးပိတ်တယ်အဲ့3နောက်ဘိတ်ကနေမှာသူက3ထိပ်စီးလို့တက်မယ်เนาะ3နောက်ဘိတ်ကမှာ3ထိပ်စီးတက်ပြီးတော့ဘရိတ်7ကိုပုံသေးရိုက်မယ်ပုံသေးရိုက်ပြန်တယ်သူ့အောင်မှာ ပထမကမ္မကောရှေးပေါင်းညင်း10ဒုတိယကမ္မရှေးပေါင်းညင်း9အခုတတိယကမ္မရှေးပေါင်းညင်း8ကိုသူကစားခဲ့တယ်နော်ဒီရှေးပေါင်းညင်း8ကိုကစားခဲ့တဲ့အတွက်ကျွန်တော်ဒီဘွဲ့မှာဒီဘွဲ့ဒီကဏ္ဍကိုဖမ်းမှာနော်ဒီအချိန်မှာကြားတဲ့ကဏ္ဍကိုဖမ်းမှာပထမကမ္မတော့ကသူကသူ့နောက်ဘက်ကသုံးထိပ်စီးတက်တယ်တက်ပြီးတော့ break စနစ်ပုံတွေရိုက်တယ်ရှေးပေါင်း10နော်အဲ့အောက်ကကဏ္ဍကိုကျွန်တော်ဖမ်းမယ်ဟုတ်ပြီနော်ဒီကဏ္ဍကိုကျွန်တော်ဖမ်းမယ် ဟုတ်အဲ့ကနန်းဒီတဲ့နော်အဲ့တော့၃နောက်ပိတ်က၃ထိပ်စီတက်တယ်ဘရိတ်ဆက်နှစ်ပုံသေးရိုက်တယ်သူ့အောင်မှာ၈ပေါင်း၁၀ကစားပြီ၈ပေါင်း၁၀လူကစားပြီးရနေတယ်သူ့အောင်မှာကြတယ်ကနန်းနော်၁၃၄ဆိုတဲ့ကနန်းဒီတဲ့သူ့ရဲ့ရှေ့တနှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်မြောက်ထဲကခွန်ဆွန်းတဲ့ခုနှစ်ထဲကသူ့ရဲ့ရှေ့10နှစ်မြောက်နော်ခွန်ဆွန်းတဲ့ခုနှစ်ထဲကခွန်ဆွန်းတဲ့ခုနှစ်ထဲကကနန်းဖြစ်တဲ့အတွဲတွေဘယ်ကနန်းဖြစ်မလဲဆိုတော့ခွန်နောက်ပိတ်ကခွန်ဆွန်းတဲ့ခုနှစ်ထဲကကနန်းကိုယူလာဖြစ်တဲ့အတွဲဆိုတော့ခွန်နောက်ပိတ်က နော်ခွန်နောက်ပိတ်ခဲ့အဲ့နှစ်တည်းခွန်နောက်ပိတ်ခဲ့အောက်နောက်ကဏ္ဍနော်ခွန်နောက်ပိတ်ခဲ့အောက်နှစ်ပွဲကျော်ကဏ္ဍဒါပေမဲ့ခွန်နောက်ပိတ်တိုင်းနဲ့မရဘူးခွန်နောက်ပိတ်သူ့အောက်မှာ break ငါးထောက်ရမယ်ပြီးရင်သူ့ဆောင်မှာ break 1ထောက်ထားအောင်နော်သူက break break 1 break ငါးနော်ခွန်နောက်ပိတ် break 1 break ငါးသူ့ရဲ့အောက်တစ်ပွဲကျော်က၄ထိပ်စီပုံသေးတဲ့ကဏ္ဍနော်၄ထိပ်စီပုံသေးတဲ့ကဏ္ဍဘာလို့လဲဆိုတော့ကျွန်တော်တို့က ဖရင်တဲထားတာဘရိတ်လေးလေးထိပ်စီးနှစ်ကြိမ်လေးထိပ်စီးနှစ်ကြိမ်ကြာမယ်သူရှင်းနေမှာနော်လေးထိပ်စီးနှစ်ကြိမ်ကြာပြီးတော့လေးကြိမ်မြောက်မှာနောက်နှစ်လေးကြိမ်မြောက်မှာဗရိတ်လေးထွက်ထားတာဖြစ်တဲ့အတွက်အဲ့ဒီနှစ်ထဲကသူရှင်းရှင်းနှစ်မြောက်တွေကခွန်ဆုံးတဲ့ခုနှစ်ထဲကနော်သူရှင်းရှင်းနှစ်မြောက်တွေခွန်ဆုံးတဲ့ခုနှစ်ထဲကခွန်နောက်ပိတ်ကဲအောက်နှစ်ပွဲကျော်ကလေးထိပ်စီးပုံသေးတဲ့ကဏ္ဍနော်ဒီပြန်ကဏ္ဍမရဘူးလေးထိပ်စီးပုံသေးတဲ့ကဏ္ဍအဲ့ကဏ္ဍက ခုနောက်ပွေကအောက်မှာ brain က brain တစ်ဇောင်းထောက်ထားအောင်မယ်နော်ဇောင်းထောက်ထားပြီးတော့မှသူ့တပွဲကျော်ကလေးထိပ်စီးပုံသေးနဲ့ခဏအဲ့ခဏဒီမှာလားရွှေ့တာနော်ဒီပထမကမဒီမှာလားရွှေ့အဲ့ရွှေ့တဲ့အချိန်မှလည်းပဲတဲ့နော်ကျွန်တော်ကတော့ဒီဇောင်းရှင်းနဲ့ရွှေ့တဲ့အတွက်သုံးနေကြောင်းသုံးထောက်ထားတဲ့အတွက်သုံးပါပါဒီထိပ်စီးနဲ့ဒီနောက်ပိတ်နဲ့ကိုရှစ်လို့ရိုက်ပြီးကမ်းအဲ့ခဏကိုရွှေ့တာနော်ဟုတ်ပြီဒါပထမကနော်ဒုတိယကမှလည်းသူကအဲ့တိုင်းပဲတဲ့နော် brain လေးရောက်တော့ကောင်း ပောင်းရင်းလေးဒီတရှိတစ်နှစ်ကျော်မှာဗရိတ်လေးပထမတစ်ချိန်ထွက်တယ်ဒုတိယချိန်ဗရိတ်လေးထွက်တယ်အဲ့ဗရိတ်လေးအောင်မှာသုံးနောက်ပိပုံတွေပိတ်တယ်အဲ့သုံးနောက်မှာသုံးထိပ်စီတက်ရိုက်တယ်သုံးထိပ်စီတက်ရိုက်ရတဲ့နဲ့ဗရိတ်စနစ်ကပုံတွေရိုက်တယ်အဲ့အောင်မှာရှေးပောင်းက9ဖြစ်သွားအဲ့ပထမကမှ10ရှေးပောင်းအခုဒုတိယမှာ9ကိုနော်အဲ့9ရဲ့အောက်ကဒီကနန်းကိုဖမ်းအဲ့ကနန်းဒီတဲ့သူ့ရဲ့ရှေးရှစ်နှစ်မြောက်ထဲကတနည်းနှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်9နှစ်ရှစ်နှစ်မြောက်ထဲကကနန်းမှာရတယ်နော်ရှစ်နှစ်မြောက်ထဲကသူခွန်ဆုံးတဲ့ခုနှစ်ထဲရပါတော့နော်ခွန်ဆုံးတဲ့ခုနှစ်ထဲက ုံဆုံးတဲ့ခုနှစ်ထဲရတဲ့အရှင်းနှစ်မြောက်ကဒီကနန်းပေါ့နော်အဲ့ကနန်းဒီတဲ့အရှင်းနှစ်မြောက်ခုံဆုံးတဲ့ခုနှစ်ထဲရကနန်းဖြစ်တဲ့တွေ့တဲ့ခွန်နောက်ပိတ်ကအောင်နှစ်ပွဲကျော်ကနန်းမှာတဲ့နော်သူခွန်နောက်ပိတ်ုံနဲ့လည်းမရဘူးတဲ့ခွန်နောက်ပိတ်ကအောင်မှာဗရိတ်ငါတဲ့သူ့အဆောင်မှာဗရိတ်တစ်ထောက်အောင်မယ်နော်ခွန်နောက်ပိတ်ဗရိတ်ငါဗရိတ်တစ်ထောက်ထားတာဗရိတ်တစ်ဗရိတ်ငါခွန်နောက်ပိတ်ထောက်ထားတဲ့ကောင်းအောင်ခုနောက်ပိတ်ကအောင်နှစ်ပွဲကျော်ကကနန်းနော်လေးထိပ်စီပုံသေးနဲ့ထွက်ထားတဲ့ကနန်းမှာဖြစ်ရမယ်အဲ့လေးထိပ်စီပုံသေးဒီ ပထမ train စတယ်တော့၄ထိပ်စီး၂ချိန်ကြာကြာပြီးတော့နောက်နှစ်၄ချိန်မြောက်မှာတဲ့เนาะ brake လေးကြာထားလို့ကျွန်တော်တို့ကအဲ့၄နံပါတ်တက်တဲ့ကောင်ကိုယူတာ၄ထိပ်စီးပုံတင်တဲ့ကဏ္ဍဒီကဏ္ဍပေါ့နော်အဲ့ကဏ္ဍအဲ့ဒီဒီမလားရွှေရမှာเนาะဒုတိယကရှိတဲ့အချိန်မှာလည်းပဲ၃နောက်ဘက်က၃ထိပ်တက်တာပြီး၃ပေါ်ပါဘူးဒီထိပ်နဲ့ဒီနောက်နဲ့၈လို့ဖြစ်ရမှာ၈လို့ဖြစ်ထားတဲ့ကဏ္ဍเนาะဒီကဏ္ဍကိုလားရွှေတယ် ဟုတ်ပြီခုတတရကံမှာလည်းဒီတိုင်းဒီတိုင်းမယ်နော်ဂရိတ်လေးရဲ့အောက်မှာဂွာပေါင်းညင်းငါတဲ့နော်အဲ့ငါသည်တဲ့နောက်တရှိသူ့နောက်တစ်နှစ်ချုံမှာဂရိတ်ငါသည်ပထမတစ်ချိန်ကြရတယ်ဒုတိယချိန်ဂရိတ်ငါကြရကြပြီးတာနဲ့သူ့အမှာသုံးနောက်ပိတ်ပုံသေးပိတ်တယ်အဲ့သုံးနောက်ပိတ်ကသုံးထည်သီးတက်တာနဲ့ဂရိတ်၁၂ပုံသေးအဲ့အောက်မှာရှေးပေါင်းက၈ဖြစ်တာနော်ဒီရှေးပေါင်း၈ခင်းလိုက်လို့ဒီစိုက်ကိုကစားတာနော်ပထမကံမှာရှေးပေါင်း၁၀ဒုတိယကံမှာရှေးပေါင်းကိုအခုတတရကံမှာရှေးပေါင်း၈ခင်းရှင်းလိုက်တာခင်းလိုက်တာနဲ့ဒီအောက်မှာကြမကနန်းသည်တဲ့ဒီမှာထွက်မကနန်းသည်သူ့ရှေးရှင်းနှစ်မြောက်က၁၂၃၄၅ 6ခု8နှစ်မြောက်ထဲရတယ်နော်8နှစ်မြောက်ထဲဆိုခွန်ဆုံးတဲ့ခုနှစ်ထဲရပါတော့ခွန်ဆုံးတဲ့ခုနှစ်ထဲအဲ့ခွန်ဆုံးတဲ့ခုနှစ်ထဲဖြစ်တဲ့အတွက်ခွန်နောက်ပိတ်ကအောက်တပွဲနှစ်ပွဲကျော်ကဒီကဏ္ဍ၄ထိပ်စီပုံသေးနေကဏ္ဍနော်၄ထိပ်စီပုံသေးနေကစားထားတဲ့ကဏ္ဍဖြစ်ရမယ်ခွန်နောက်ပိတ်ကအောက်မှာလည်းပဲသူက break ထောက်ထားမယ်သူ့ဆောင်မှာ break တစ်လို့ထောက်ထားမယ်နော်အဲ့တော့ break တစ် break ခွန်နောက်ပိတ် break တစ် break ငါထောက်ထားတယ်ဆောင်းကကဏ္ဍနော်ခွန်နောက်ပိတ် break တစ် break ငါထောက်ထားတဲ့ကောင်အောက်တပွဲကျော်က၄ထိပ်စီနဲ့ကဏ္ဍက လက်ထည်စီပုံလေးနဲ့ကစားတဲ့ကဏ္ဍအခုဒီပွဲဒီချင်းကိုလာရွှေ့ရမှာနော်ရွှေ့တဲ့နေရာမှာလည်းပဲသူက၃နောက်ဘိတ်က၃ထိပ်တက်တာရဲ့အတွက်၃ပါဝါ၈ထောက်ပြီးမှဆိုရင်ကျွန်တော်က၅နောက်ဘိတ်နဲ့ပေါ့နော်အဲ့တော့၄၃၄၃၅အာပေါ့နော်အမမှန်သူကသူ၄၃၅အာနော်၄၃၅အာနော်ထွက်ရမယ်ကဏ္ဍ၄၃၅ အာပေါ့နော်အာဦးငါးနောက်နေကြိုက်တယ်နော်ကျွန်တော်လေးထိပ်စီနဲ့ဒီဘက်မှာလေးထိပ်စီကောင်းတယ်လေးထိပ်စီနဲ့ကစားဖို့များတယ်နော်လေးသုံးငါးအာဦးလေးသုံးငါးဒဲ့ကိုပို့ထိုးအာဦးပါပါရံပေါ့ဗျာနော်ဟုတ်ကဲ့အားလုံးကိုလက်နော်ကံကောင်းကြပါစေလောက်ရှင်းမယ်ဒီမှာဗျာနော်အားလုံးကိုလက်ပါနော်